မင်္ဂလာပါရှင်။တန်လင်းထိုင်းရဲ့ International Weekly Review အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီအစီအစဉ်မှာကမ္ဘာသတင်းဌာနကြီးရဲ့မှတပတ်အတွင်းဖော်ပြခဲ့ကြတဲ့နောက်ဆုံးရသတင်းတွေထဲကနေစိတ်ဝင်စားဖွယ်ရသတင်းတွေကိုကောက်နှုတ်တင်ဆက်ပေးသွားပါမယ်။ယခုတစ်ပတ်ကောက်နှုတ်တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့တောင်တရုတ်ပင်လယ်ပေါ်ပြန်တဲ့လေယာဉ်တွေကိုတရုတ်တားဆီးရင်တိုက်ခိုက်ခံရမယ်လို့ဖိလစ်ပိုင်သတိပေးတဲ့သတင်း။ Iran News စီမံကိန်းကိုအနာဂတ်ရုရှားအမေရိကန်ဆွေးနွေးပွဲမှာထည့်သွင်းမယ့်သတင်းနဲ့အာဆက်ခေလက်ကျန်ဓာတ်ဥလက်နက်တွေကိုဖျက်ဆီးပစ်မယ်လို့စီးရီးယားကြွေးကြော်တဲ့တဲ့ ဥရောပမဟာမိတ်တွေကိုနျူကလ িয়ার လက်နက်တွေနဲ့ကာကွယ်ပေးရင်စဉ်းစားမယ်လို့ပြင်သစ်ပြောတဲ့အကြောင်းစတဲ့စိတ်ဝင်စားဖွယ်ရာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။တောင်တရုတ်ပင်လယ်ပေါ်ကဖြတ်ပြီးပြန်တန်းသွားတဲ့လေရင်တွေကိုကန့်သတ်တားဆီးဖို့ကြိုးပမ်းတာဒါမှမဟုတ်လေကြောင်းကာကွယ်ရေးဆောင်တတ်မှတ်ဖို့တရုတ်ကကြိုးပမ်းလာရင်ဖိလစ်ပိုင်နဲ့မဟာမိတ်တွေကပြန်တားဆီးရေးအစီအစဉ်တွေပြုလုပ်သွားဖို့ကာကွယ်ရေးဝန်ကြီးဘီလ်ဘာတိုတီအိုဒိုရိုကမတ်လ9ရက်နေ့ကပြောပါရယ်။ တရုတ်လေရင်နဲ့ဖိလစ်ပိုင်၊ဩစတြေးလျအမေရိကန်တို့ရဲ့လေရင်တွေထိတိုက်တွေ့မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးရဲ့အဲ့ဒီသတိပေးမှုထွက်ပေါ်လာတာဖြစ်ပါတယ်။အငင်းပွားနေတဲ့ရေပြင်မှာတရုတ်ရဲ့ရန်စားတဲ့အပြူမူတွေပုံမှန်များလာတဲ့အပေါ်ဖိလစ်ပိုင်ကနိုင်ငံလုံးကျုံရေးအတွက်အကြီးမားဆုံးချိန်ချောင်းမှုတစ်ခုလို့မှတ်ယူတော့မှာဖြစ်ကြောင်းတီယိုဒိုရိုက AP သတင်းဌာနနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာပြောကြားထားပါတယ်။ ကမ္ဘာကုန်စည်စီစဉ်ရာအထူးကလမ်းကြောင်းတစ်ခုကိုတရုတ်ကလဲပင်ညှစ်သလိုထိန်းချုပ်လာနိုင်တာကြောင့်ကမ္ဘာကြီးအတွက်အချိန်ချမှုဖြစ်လာနိုင်တယ်လို့လည်းမှတ်ယူရမှာဖြစ်ကြောင်းသူကဖြည့်ဆွတ်ပြောကြားပါတယ်။မိမိတို့ရင်ဆိုင်နေရတဲ့အကြီးမားဆုံးပြည်ပအချိန်ချမှုဟာတရုတ်ရဲ့ရန်ဆောင်မှုဖြစ်တယ်လို့တီယိုတိုရိုကပြောကြားခဲ့ပါတယ်။တောင်တရုတ်ပင်လယ်တစ်ခုလုံးနေပါကိုသူတို့ပိုင်တယ်လို့ပြောဆိုနေတဲ့တရုတ်ကသူတို့လေပိုင်တဲ့အဖြစ်သတ်မှတ်ထားတဲ့နေရာမှာလေကြောင်းကာကွယ်ရေးဆုံဒါမှမဟုတ်နိုင်ငံသားလေရင်တွေမဖြတ်တမ်းရဆုံးလို့သတ်မှတ်ထားဖို့စီစဉ်နေတယ်လို့သိရပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ပတ်သက်လို့တရုတ်နဲ့အငင်းပွားရာမှာဖိလစ်ပိုင်အပြင်မလေးရှား၊ဘရူနိုင်း၊ VN နဲ့ထိုင်ဝမ်တို့လည်းပါဝင်နေပါတယ်။ရုရှားနဲ့အမေရိကန်ကြားအနာဂတ်ဆွေးနွေးမှုတွေမှာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းတွေကိုထည့်သွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ကရမလင်နန်းတော်ကမတ်လ9ရက်နေ့ကပြောပါတယ်။တီဟီရန်ရဲ့နျူကလ িয়ার စီမံကိန်းဒေသရင်းအမေရိကန်စန့်ကျင်ရေးအီရန်ကိုစားတပ်ဖွဲ့တွေကိစ္စအပါအဝင် အီရန်နဲ့ဒေါ်နယ်ထရန့်အဆိုအရဆက်သွယ်ရေးကူညီပေးဖို့ရုရှားကသဘောတူထားကြောင်းဘလုံးဘတ်သတင်းဌာနကဖော်ပြခဲ့တာပါ။အီရန်နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့ငြင်းချမ်းစွာအဖြေရှာရမှာဖြစ်ပြီးတန်တမန်နီးလန်းနဲ့ဖြေရှင်းရမယ်လို့ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကပြောပါရယ်။ဤဝဟမိမိတို့မဟာမိတ်လက်တွဲပေါ်နိုင်ငံဖြစ်တာကြောင့်နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစီမဲ့ကိစ္စရပ်တွေကိုပူးပေါင်းလှုံ့ဆော်ရွက်သွားမှာဖြစ်တယ်လို့ရုရှားကဆိုပါတယ် ်အီရန်အနေနဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်မရရေးအီရန်ကရင်းနှံတွေလုံးဝတင်ပို့လို့မရအောင်ထရန့်ကဖိအားအများဆုံးပေးဖို့လှုံ့ဆော်ထားပါတယ်။တီဟီရန်ကသူတို့မှာနျူကလ িয়ার လက်နက်လုပ်ဖို့ရည်ရွယ်ချက်မရှိဘဲငြင်းချမ်းရေးအတွက်ဖြစ်တယ်လို့ပြောဆိုထားပါတယ်။ ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်းရုရှား၊အီရန်ဆက်ဆံရေးပုံမအားကောင်းလာခဲ့ပြီးနှစ်နိုင်ငံကြားဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုတရက်ကိုဇန်နဝါရီလကလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ပြီးခဲ့တဲ့လကဆော်ရီအာရေဗီယာမှာအမေရိကန်နဲ့ရုရှားပထမဆုံးချိန်ဆွေးနွေးချိန်မှာအီရန်ကိစ္စထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့ကရမလင်နန်းတော်ကပြောပါတယ်။ ထုတ်ချခံရတဲ့တမရဘာရှားအေအာဆက်လက်ထက်ကထုတ်လုပ်ခဲ့တဲ့ဓာတုလက်နက်လက်ကျန်တွေကိုဖျက်ဆီးပြဖို့အစိုးရအသက်ကကတိပြုထားကြောင်းစီဗီယာနိုင်ငံသားရေးဝန်ကြီးကကမ္ဘာလုံးဆိုင်ရာဓာတုလက်နက်စောင့်ကြည့်ရေးအဖွဲ့ရှေးမောင်မှပြောပါတယ်။ တီဟိတ်မျိုးရှိဓာတုလက်နက်တာစီရေးဖွဲ OPCW အစည်းအဝေးတွင် အာဆတ်အယ်ရှိဘာနီကဆီးရီးယားအရင်အစိုးရလက်ထက်ကဓာတုလက်နက်တွေကြောင့်ထိခိုက်နှင်နာခဲ့ရသူတွေအတွက်တရားမျှတအောင်ဆောင်ရွက်ပေးမှာဖြစ်ပြီးနိုင်ငံတကာဥပဒေနဲ့အညီလှုံ့ဆော်သွားမှာဖြစ်တယ်လို့ကတိပြုပြောဆိုပါတယ်။ဒါပေမဲ့ဓာတုလက်နက်တွေဖျက်သိမ်းဆောင်ရွက်ရမှာဆီးရီးယားအနေနဲ့နိုင်ငံတကာအကူအညီတွေလိုအပ်လိမ့်မယ်လို့သူကဆက်ပြောပါတယ်။ ဇလေးနှစ်ကြာပြည်တွင်းစဲအတွင်းဓာတုလက်နက်တွေအုံပြူတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုစီးရီးယားအစိုးရဟောင်းကပယ်ချခဲ့ပေမဲ့ဓာတုလက်နက်တွေနဲ့တိုက်ခိုက်မှုတွေအများကြီးရှိခဲ့တယ်လို့တက်ကြွလှုပ်ရှားသူတွေကပြောဆိုထားပါတယ်။စီးရီးယားစစ်ပွဲအတွင်းဓာတုလက်နက်တွေအုံပြူတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ကြောင်းကုလသမဂ္ဂကအတည်ပြုထားပေမဲ့ဘယ်လန်နက်ကောင်အဖွဲ့ကတိုက်ခိုက်ခဲ့လဲဆိုတာကိုတော့အတည်မပြုထားပါဘူး။ဒါပေမဲ့တော်လန်ရေးတပ်တွေတင်ထားတဲ့နေမြေတွေမှာစီးရီးယားတပ်ကဓာတုလက်နက်တွေနဲ့တိုက်ခိုက်မှုကြောင့်လူရာကြီးတေဆုံးခဲ့တဲ့ဖြစ်ရပ်တွေဖြစ်နေပါတယ် လူရကြီးတည်ဆုံးခဲ့တဲ့ဖြစ်ရပ်တွေရှိနေပါတယ်။အာဆတ်အစိုးရကဓာတုလက်နက်မသုံးမှုနဲ့ဖျက်ဆီးပစ်ဖို့သဘောတူလက်မှတ်ရေးထိုးခဲ့ပေမယ့်အကောင့်ထယ်ဖို့မှုအပိုင်းနဲ့ပတ်သက်လို့ရေးရရရမသိရပါဘူး။ယူကရိန်းရုရှားစစ်ပွဲတွင်မီမီတို့ဘက်ကအမေရိကန်မရက်တီတော့တဲ့အခြေအနေအတွက်ဥရောပအသင်းပြင်ထားရလိမ့်မယ်လို့ပြင်သစ်သမ္မတမက်ခရွန်ကသတိပေးပြီးဥရောပမဟာမိတ်တွေကိုမီမီတို့ရဲ့နျူကလ িয়ার လက်နက်တိုင်နဲ့ထပ်တိုးကာကွယ်ရေးစဉ်းစားတော့မယ်လို့ပြောပါတယ်။ ဥရောပအနေနဲ့ကိုကိုရိုင်းရဲ့ကာကွယ်ရေးအင်အားပိုကောင်းလာအောင်လှုံ့ဆော်ရမှာဖြစ်တယ်လို့ယူကရိန်းကိုဆက်လက်ကူညီဖို့လိုအပ်တယ်လို့မက်ခရွန်ကသူ့ရဲ့လူမှုမီဒီယာ channel ကနေတဆင့်ပြောပါရယ်။ဥရောပဟာခဲတဲ့တခုတည်းကိုရောက်ရှိလာနေပြီးရုရှားအန္တရာယ်ကိုလုံးဝကာကွယ်နိုင်တဲ့အခြေအနေမျိုးရှိနေဖို့ကြိုးပမ်းရမယ်လို့သူကဆိုပါရယ်။ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့မိမိတို့မဟာမိတ်အမေရိကန်ကရည်တည်ချက်ပြောင်းလဲလိုက်ပြီးယူကရိန်းကိုအကူအညီပေးမှုတွေရပ်တန့်လိုက်တာကြောင့်ဖြစ်လာမဲ့အခြေအနေတွေနဲ့ပတ်သက်လို့မရေမရဖြစ်သွားစေတယ်လို့သူကပြောပါရယ်။ ပြင်သစ်အနေနဲ့ NATO အဖွဲ့အမေရိကန်တို့နဲ့ဆက်လက်လက်တွဲလှုပ်ဆောင်ရအောင်မှာဖြစ်ပေမဲ့ဥရောပအနေနဲ့ကိုပိုင်အင်အားပိုကောင်းလာအောင်တည်ဆောက်လာရမှာဖြစ်ပါတယ်။ကာကွယ်ရေးနဲ့လုံခြုံရေးအပိုင်းမှာဥရောပအနေနဲ့အမိခိုကင်းမှုအရေးကြီးတယ်လို့လည်းဆိုပါတယ်။ယူကရိန်းငြိမ်းချမ်းရေးညီလန်းတွေရှာဖွေဖို့လာမယ့်သတင်းပတ်မှာပါရီကိုလာရောက်ဖို့ဥရောပခေါင်းဆောင်တွေကိုဖိတ်ခေါ်ထားပါတယ်။ တန်လင်းထိုင်းရဲ့ International Weekly Review အစီအစဉ်ကနေ match လပထမပတ်တွင်ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပွားခဲ့တဲ့အထူးခြားဖြစ်စဉ်သတင်းတွေကိုစုစည်းတင်ဆက်ပေးခဲ့တာပါဒီအစီအစဉ်ကိုပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်လို့နောက်ပတ်တွေမှာလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်တန်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်